မင်္ဂလာပါခင်ဗျာကျွန်တော်ခုဖတ်ပြန်မှာတော့ကျွန်တော်ကိုယ်တိုင်ရေးသားထားတဲ့ကျွန်တော်ငယ်မဟုတ်တော့ကျွန်တော်ရဲ့ငယ်ဆိုတဲ့ကြပြလေးကိုဖတ်ပြန်มาဖြစ်ပါတယ်နားဆင်ပြကြပါဦးခင်ဗျာကျွန်တော်ငယ်မဟုတ်တော့ကျွန်တော်ရဲ့ငယ်ငယ်တဲ့ကျွန်တော်ခေါ်ခွင့်မရှိတဲ့နာမည် ဒီတညတော့ခော့ခွင့်ပြူပါငယ်ညဆိုတာအိတ်ဖူးပဲဟာတပြောတတ်တဲ့သူတွေကပြောကြတယ်ဒါပေမဲ့လူတယောက်သူ့တတန်းအတွက်နောက်ဆုံးဆိုရက်ညဖြစ်ခဲ့မယ်ဆိုရင်အိတ်တင်သလားအိတ်လိုက်တင်သလားငယ်ကျွန်တော်သာဆို ဒီတညကိုအမှတ်တရတွေသတိရခြင်းနဲ့ကုံဆုံးဖြစ်လိမ့်မယ်ထင်ပါရဲ့ကျွန်တော်အတွက်တော့ငင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေကပါရလုံးလှပါတယ်ငင်းလို့ခေါ်လိုက်တိုင်းမကြည်မနဲ့တားမြစ်ခံရတာတွေရဲ့အိတ်တော်နော်လို့ပြောလိုက်တိုင်း ကိုအစ်ချင်မအိတ်မပေါ်လို့ပြန်ရန်တွေ့ပြီးမကြာခင်မိစိန်လေးငိမ့်သွားတတ်တာတွေရဲ့တချို့ညတွေနေအိမ်ကိုတတိရတဲ့အခါစကားတွေအကြာကြီး ပြောပြနေခဲ့တဲ့အချိန်တွေရဲ့တခန်းတနာမရှိလာတဲ့ခက်ပါးပါးအရာလေးတွေကိုပဲကျွန်တော်ကမျက်နှူးစွာ ယူရစွာတိမ်ထားနေမိတယ်ငယ်ဒီတညတော့နှင်းမကျဖြစ်တဲ့ဒီဆောင်းမှာနှင်းတွေကျစီခြင်းတည်းနှင်းတွေကျနေတဲ့ညာလေးမှာခုံလေးနှလုံးချက်တလုံးကတော့ကျွန်တော်နှင်းငယ်လေးအတွက်ပလင်တော်အဖြစ်ဆက်တာပူပူ ကျွန်တော်ဆက်သွားတဲ့ပလင်တော်ပေါ်ခဏလောက်တော့ထိုင်ပေးပါမယ်ဒီညာလေးမှာမျက်မျက်နာလေးကိုအချိန်အကြာကြီးရေးကြည့်နေခြင်း ਨੇ ငယ်ပြုံးလိုက်တဲ့အချိန်လက်ခနဲ့ပေါ်လာတက်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 လေးရဲ့အရေးအောက်မှာကျွန်တော်ပျော်ဝင်ခြင်းမိတယ်ငယ်ရည်တန်လွန်းလွန်းလေးနဲ့အတူ ထိုးလိုက်တဲ့မျက်စောင်းလေးကိုကျွန်တော်ပြိဖက်ချင်သေးတယ်။နင်းနေအရန်ကြလာတဲ့အခါကျွန်တော်ကောင်းစွာဆွေတားလီငဲ့ကိုချုံပေးထားမယ်။ငဲ့ကိုလေးပေါ်ဖြတ်တန်းတိုက်ခိုက်မဲ့လေးပြင်းညင်းလေးတွေကိုမနာလို့ဖြစ်မယ်။ငဲ့ကိုပေါ်ကြလာတဲ့နှင်းဆက်လေးတွေကိုရန်လုပ်မယ်။ လုံမကျတဲ့အခါတိုင်းငယ်ကျွန်တော်ကိုထိုးလိုက်တဲ့မျက်စောင်းလေးတွေကိုဘဲဘက်ရင်အောင်ပေါ်ကအိတ်ကက်လေးတွေထည့်သိမ်းထားမယ်ဖြစ်နိုင်မယ်ဆိုရင်တော့တမလွန်ထိတည်သွားခြင်းမိပါရဲ့ပြစ်စုံပံကိုပြန်မသွားခြင်းမူငယ်ပြစ်စုံပံမှာတော့ကျွန်တော်အနာမှာငြင်းမရှိဘူး အေးဆက်ဆက်ကော်ဖီခွက်လေးရယ်ကုံနေတဲ့ secret ဘူးကွန်လေးရယ်နှင်းဆူနေတဲ့တသားမိချစ်လေးရယ်နောက်ညနေမှာတစိမ့်တစ်ပိုင်းပါတဲ့နှင်းဆက်လေးတွေရယ်အားနာရီတန်ချောင်းခောက်တန်ကြရတယ်မကြခင်ရောင်နီလာတဲ့အခါကျွန်တော်မျက်နှာရတဲ့နှင်းလေးတွေ ပျောက်ကွယ်တော့မင်းကြီးနှင်းလေးတွေမပျောက်ခင်ကျွန်တော်အရင်ပျောက်ကွယ်ပြရစီငယ်ကူစွာကြနေတဲ့နှင်းဆက်လေးတွေကိုမျက်နှိုးစွာနမ်းဆိုင်ပြီးမှပြမစုံနိုင်တော့မဲ့လမ်းမှာငယ်တယောက်အမြဲအေးချမ်းစွာပြုံးပြုံနိုင်ပါစီလို့ဆုတောင်းပြီးမှကျွန်တော်အရင်ပျောက်ကွယ်ဝင်ပြပါမယ် နတ်ဆင်ပြကြသူများခင်ဗျာကျွန်တော်ငယ်မဟုတ်တော့ကျွန်တော်ရဲ့ငယ်ဆိုတဲ့ကြပြလေးဤရင်ပြဆုံးပြီဖြစ်ပါတယ်နတ်ဆင်ပြကြသူအပေါင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ